မင်္ဂလာပါမာဖူဒီမှာဒီပုံလေးကိုဆွဲပြမယ်နော်အဲ line comment လေးယူမယ်ယူပြီးတော့ဆွဲသွားဖြစ်တယ်အဲ့တော့ဒီပုံလေးမှာဘယ်အနေစာဆွဲမလဲပေါ့နော်ကိုစင်ပြီးရစင်ပြီးမထင်းတဲ့နေရာနေစာဆွဲလို့ရပါတယ်ခုမကဒီမှာကြီးလိုက်တယ်ဘယ်အစာဆွဲရမလဲဆိုတော့ဒီပုံလေးကနေစာဆွဲလိုက်မယ်နော်ဒီဘက်ကနေစာဆွဲလိုက်မယ်ဒါပေမဲ့ ဒီဘက်ကဆာဆွဲတယ်ဆိုပေမဲ့ဒီ line လေးစောင်းမှုရှိရေပေါ့နော်ဒီ line စောင်းတာအန်ကယ်55နဲ့စောင်းထားရယ်နော်အန်ကယ်55နဲ့စောင်းထားပါတယ်အဲ့ဒီတော့အန်ကယ်55 line ကဘယ်နဲ့ပဲကြာမှာလဲဆိုရင်ဒီ above out 3ရှိရဲ့ line ပေါ့နော်အဲ above out 3ရှိရဲ့ line ထဲမှာဆွဲထားရဲဆိုတော့အရင်ဆုံးမှာ line di line ဆွဲထားလိုက်မယ် မှန်ချင်တယ်ဗောနော်ပြီးတော့အပေါ်ကအပေါ်က3ဗောနော်3ဆိုတော့အပေါ်လက် offset သွားထားလိုက်မယ် offset တန်မူ distance 3နဲ့ဒီ line အတွင်းထဲမှာဗောနော်ဒီ for out 3ရှိရဲ့ line နှစ်ခုဆွဲလိုက်တယ်ပြီးတော့မအားလို့ဒီ line ကိုဒီ line ကိုဘာလို့လိုက်မလဲဆိုရင်55 degree စောင်းလိုက်မယ်အပေါ်ဒီကနေ base ကပြီးတော့ နော်အဲဒီကနေမဟုတ်ဘူးပါလဲဆိုဒီဘက်မှာဒီအစနေဒီဘက်က1.2တွားထားရှိသေးရပါတော့အဲ့တော့မတို့ဒီမှာ1.2နေရာနေစပြီးတော့ base ကင်ပြီးတော့ထောင်းလိုက်မယ်ဒါမှမဟုတ်ရင်လည်းဒီကနေပဲထောင်းရပါတယ်အဲ့ဒါဆိုရင်ထိတ်ကန်နေထောင်းလိုက်မယ်နော် ro and a ဒီ line ကို select မဲ့ base point ကဒီကနေပဲစလိုက်မယ်အဲ့တော့ဘယ်လိုလဲဆိုအပေါ်သွားမှာဖြစ်တဲ့ plus 55 under အဲအဆိုရင်ဒီလိုင်းရပါပြီနော်ဒီလိုင်းရသွားပါပြီနောက်ပြီးတော့ဒီဘက်ကိုသွားဖို့အတွက် line comment နဲ့1.2 1.2နဲ့သွားလိုက်ပြီဟုတ်ပြီနော်အဲတော့နောက်ပြီးကျတော့ဒီအပေါ်ကနေ1.4ခွာတဲ့ line 1.4ဖြစ်တယ်ဗျာအုပ်ဘကဒီခုနကဒီ line routine နဲ့လဲလိုက်တဲ့ဒီ line ရှိမယ်အဲ့ဒါကိုအပေါ်ကနေ1.4 1.4ခွာမယ် ဒါဆိုရင်ဒီ line ကိုရင်းဦးဆုံးဒီမှာဘာရှိအောင်မလဲဆိုတော့ offset 1.4 line လေးထပ်ဖို့ထားလိုက်မယ်အဲဆိုရင် offset comment o under 1.4 under ဒီ line ဆိုရင်ဒီ line အမှထပ်ဖို့ထားရဲဒါ1.4 line နော်အဲ1.4 line ဆိုဒီ line လေးကိုဆွဲကျင်တာဒီ line လေးဆွဲကျင်တာဖြစ်တဲ့အတွက်အဲဒီ line ကိုဒီ1.2အကွာဝေးကိုထပ်ရွှေ့ခဲ့မယ်ရွှေ့မယ်ဆိုတော့ သူ့ကို copy နဲ့တွားပြီးတော့ base point ကင်ဒီကနေဒီကိုရွှေ့ပေးလို့ရတယ်လို့ offset အဲ offset ပြင်ကသူကအဲဒီတိုင်းအောက်ကိုရွှေ့သွားနိုင်တယ်နော်အဲ့တော့ copy နဲ့တွားမယ် copy နဲ့တွားမယ်ဆိုတော့ဒါကြီးကအဲဒီ line ကို copy တွားမှာဆိုတော့ co enter ဒီ line enter base point ကဒီကနေဒီဘက်ကိုဒီမှာလာပြီးတော့ end point မှာ click ချရင်ရတယ်လို့ dimension တိရတဲ့အတွက်ကြောင့်1.2ရိုက်ထည့်ရင်ရရနော်အဲ့ ဒီ112ကနေဒီဒီ line ရတာပြီအဲ့တော့မှဒီမလိုတဲ့ line ရှိရင်မလို့မှတစ်ခါလေးဖြတ်ခဲ့မယ် dr under under ဒါရယ်ဒါလေးဖြတ်မယ်အာ sorry ညာပါဒီ line ဒီ line ဖြတ်လို့မရသေးဘူးပြီးတော့ဒီ line ရယ်ဒီ line ဒီ line ဖြတ်ခဲ့မယ်နော်အဲ့တော့ဒီ line လေးရသွားပြီ ဒီ line လေးကနေဒီဘက်ထိပ်ကိုဘလောက်တိခွာလဲဆိုတော့ကြည့်လိုက်မယ်နော်။ဒါမှဒီထိပ်ကွာဝေးရ point 8ဒါဆိုရင်အားလုံးက point 8ဒီကနေဒီ point 8ဒီကနေဒီ point 8ဒီကနေဒီ point 8အလိုပဲဒီအပေါ်ကလည်းဒါ point 8ဖြစ်တဲ့အတွက်ဒီကနေဒီက point 8 point 8ပေါ့နော်ပြောရင် point အစွန်လေးဘယ်နှခုလဲဆိုရင်ဒီလိုညီလိုက်မယ်ဆိုတစ်ခု၂ခု၃ခု၄ခုရှိပါမယ်အဲ့တော့အမတို့ကဒီကနေဒီ ठी ကို ်၁၂၃၄အဲ့ဒီတစ်ခုတမလိုင်းဒီဘက်မှာ၁၂၃၄နှစ်ခု၁၂၃၄၃ခု၄ခုပေါ့နော်၄ခုရှိမယ်ဟောအဲ့တော့အဲ့၄ခုရှိရယ်၄ခုရှိမယ်ဆိုတော့ဒီတစ်ခုရင်ဆွဲပြီးရင်အဲ့တစ်ခုဒီဘက်ကိုစက်တိုင်းစက်တိုင်း copy ပွားသွားရင်လည်းရရယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးနည်းနဲ့အခုဆွဲလိုက်မယ်ပေါ့အဲ့တော့ဒီ line ရပြီ အဲ့ဒီရလေးကိုဒီဘက်ကို point 8ထပ်ပြီးတော့ copy ပွားမယ် co under ဒီ line လေးကို under base point ကဒီ m point ဒီဘက်ကိုဒါရရှင်ပြ point 8 under ဟောဒီအဲ့ရနေပြီးတော့သူကဒီဘက်ကိုဆက်ပြီးပွားလို့ရနေတည်းလေဒီ line လေးရွေးဖြစ်တဲ့အတွက်ကြောင့်လို့ပေါ့နော်အဲ့တော့ဆက်ပွားလို့ရနေတည်းရဆိုရင်ဒီကနေဒီထိဆိုရင် point 8 point 8ကနေဒီဘက်ဆက်ပြင်းမယ်ဆိုရင်1.6 ဒီဘက်ကနေချက်ပြင်မယ်ဆိုရင်2.4ဒါပေါင်ပေါင်းသွားမှာပေါ့နော်ဘာလို့ဆိုဒီမူရင်း original ကောင်ကိုပွားထားတာဖြစ်တဲ့အတွက်ဒီမူရင်းကနေသွားတဲ့ distance ကိုပေါင်ပေါင်းသွားရမယ်ပေါ့အဲ့တော့ဒါက point 8နောက်တစ်ခုကြောင့်1.6ဆက်သွားရင်2.4ဆက်သွားရင်3.2အဲ့လိုနေနဲ့ဆက်ဆက်ပွားသွားပွားပြီးတော့မှလိုက်ပြင်လေးရရပေါ့နော်ဒါမှမဟုတ်ခုနကလိုပြောခဲ့တဲ့လိုမျိုး အဖြက်တစ်ဖြက်ချင်းစီဆွဲပြီးတော့မှပွားရင်လည်းရတယ်။အဲဒီမှာတော့ဆက်ပဲသွားကြည့်လိုက်တော့မယ်နော်။အဲတော့ဘယ်နှခုရှိသွားရင်လဲဆိုတော့အဲရအထွက်လိုက်မယ်နော်။ဒီမှာပြန်ပေါင်းရရတယ်။အဲတော့ဒီ line ရှိနေ။အဲတော့မလိုတဲ့ကောင်တွေဖြတ်ဖို့အတွက်ကအဲဒါလေးအရင်ဆက်လိုက်မယ်နော်ဆက်လိုက်မယ်ဆိုတော့ line comment ယူမယ်ဒီ m point ရဲ့ဒီ m point ရဲ့ click မယ်အဲ့ဒါက line comment ယူမယ် ဒီ end point နဲ့ end point နဲ့ပြီးလက်မယ်အဲ့တော့အဲ့ဘယ်လိုဖြစ်တာလဲဆိုတော့ဒီဒီကောင်းလေးတွေကိုလည်းတစ်ခါဖြတ်ခဲ့လိုက်မယ်ဒီအာ under under ဒီနားလေးရယ်ဒီနားလေးရယ်အဲ့တော့တစ်ခုနှစ်ခုရောက်ပါပြီဒီဘက်နှစ်ခုကျန်နေသေးတယ်အဲ့ဆိုရင်ဆက်ဆွပြီးရောခုနကလိုမျိုးဒီ line လေးရယ်ဘယ်ဘက်ကို point point ဆက်ပွားပြီးဆွဲရင်လည်းရတယ်လို့ဒီနှစ်ခုကိုတစ်ခါရဲ့ဟိုဘက်ကို copy ပွားလိုက်တော့ copy ပွားခြင်းနေပေါ့နော်အဲ့ဒါဆိုရင်ဟာဒီမလိုတဲ့ဒီနှစ်ခုကိုဖြတ်လိုက်တော့မယ်ဒီ ठी ပေါ့နော်အဲ့ဆိုရင်ဒီကနေ dc ကို copy ပွားမယ် c o n d လိုချင်တာဒါလေးရေကော and base point ကဒီကနေ gain လိုက်မယ်ပြီးရင်ဒီ end point မှာအချမယ်ပေါ့အဲ့တော့ 1နဲ့3 4ခုရှိရ1နဲ့3 4ခုပြေးသွားပြီနော်4ခုပြေးသွားပြီပြီးတော့ဒီ line ကဒီကနေဒီထိဟာ8ရှိရဒါဆိုရင်ဒီ line ဆွဲထားပြီးသားရှိရအဲ့တော့ဒီဘက်ကို8ထပ်ပြစ်လိုက်မယ် offset ဆက်သွားလိုက်မှာပေါ့နော် o under 8 under ဒီ line ကိုဟောအမှနော်အမှအဲ copy နော် copy နဲ့ offset နဲ့မတူတာလေးကိုပြခြင်းလား offset ကကြတော့ဒီ moving object နဲ့လောဝအပိုင်းနေရာကိုပဲရွှေ့သွားတာဒီ copy ကကြတော့သူ့ရဲ့ horizontal ကို base ကင်ပြီးရွှေ့သွားတာပေါ့နော်အဲဒါကြောင့်ဒီမှာဆိုရင်ဒီ offset နဲ့မသွားသွားလို့မရစောင်းနေရဲကောင်းဆိုရင် offset နဲ့မသွားဘဲနဲ့ဒီပြိုင်မှာရေးပြင်းကြီးအညီမှာလိုချင်တာဖြစ်တဲ့အတွက် copy command နဲ့သွားပါမယ်အဲဒါကြောင့်တောက်ပြန်ပြန်မယ်အဲ့တော့ co enter ဒီ line လေးကိုဆလမတ် under base point guide direction ပြ8ကိုရိုက်ထည့်ပြီးတော့ under enter ဆိုရင်ဒီဘက်ဆုံးကိုရသွားပြီပေါ့နော်အဲ့တော့မှဒီ line နဲ့ဒီ line လေးနဲ့မထည့်ဘူးဖြစ်ရင်ဒါကြောင့်မပါအောင်သုံးလို့ဆိုရင် extend command သုံးမယ် es under under နှစ်ချက်ပေါ့နော်ပြီးတော့မှဒီအစွန်လေးကို clean line တက်ဆက်သွားပြီပေါ့နော်အဲ့တော့ဒီအောက်ကဒီပုံလေးရသွားပါပြီ။ နောက်တစ်ခုကဒီများလေးဆွဲလိုက်မယ်ဒီများလေးကိုများလေးကိုအပြင်မှာဆွဲရင်လည်းရတယ်ဒါမှမဟုတ်ဒီဒီမှာတစ်ခါလေးဆွဲလည်းရတယ်ပေါ့နော်အဲ့တော့မှတော့ဒီဒီ take လေးမှာလည်းဆွဲလိုက်မယ်ပြီးတော့မှ move ရွှေ့လိုက်မယ်ပေါ့နော်3 by 3 quad ကိုဆိုပြီးရွှေ့လိုက်မယ်အဲ့တော့ဒီ take လေးမှာများဆွဲမယ်ဆိုတော့များရဲ့အစီက3အဲ့တော့ line command ခေါ် empire နဲ့ direction ပြ3ပြီးရင်ဒီဘက်က ဒီဒီဝေးအကျယ်လေးရ1เนาะ1ဖြစ်တဲ့အတွက်1 under အောက်ကိုပြန်ဆင်းမယ်အောက်က3နဲ့အတူတူပဲဆိုတော့3ပဲပေါ့အဲ့တော့ဒါလေးရပြီပြီးတော့အပေါ်ကဟာလေးအပေါ်ကဒီမြားကောင်းလေးမြားကောင်းလေးရအကျယ်က2.4ရှိရဲ့အရှိဒီအပေါ်အောက်အရှိလေးကဘယ်လောက်ရှိမလဲဆိုတော့တစ်ခုလုံးဆိုရင်7.2အောက်ချီကနေဒီထိက3နောက်ဒီထိက3ဆိုတော့6ကိုနှုတ်လိုက်တော့1.2ရှိမယ် အဲ့1.2ရှိရဲ့1.2 2.4ရှိရဲ့ line နည်းနဲ့ဆွဲလိုက်မယ်ပေါ့နော်အပြင်မှာ2.4အပေါ်က1.2ဒီဘက်က2.4အခု glue c enter နဲ့ပြေးလိုက်မယ်အဲ့တော့ဒီ line နည်းရှိမယ်အဲ့ဒီမှာအမရတီ mid point ကနေဒီဘက်တောင်း end point ကို glue enter ပြီးရင်ဒီ end point ကနေဒီ mid point မှာတစ်ချက် glue ။ဒါဆိုရင်ဒီမြားထိတ်ကလေးရပါပြီဗောနော်။တရားအလန်ကြာနော်။ပြီးတော့မှ DR under under နဲ့ဖြတ်လိုက်မယ်။အဲဒါဖြတ်မြိုင်ထားခဲ့တာ။ဖြတ်မြိုင်ရဲပြီးမှကုန်ဆက်လက်မှတ်ပြီးတော့ delete နဲ့ဖြတ်လိုက်မယ်။ပြန်ဒီကောင်လေးကိုရွှေ့မယ် m under select under midpoint အနေနဲ့ base ကိုင်မယ် ပြီးရင်ဒီဆန်ဒီ line လေးရဲ့မြေပွိုင်းမှာလာချမယ်ပေါ့အဲ့တော့ဒီကောင်းလေးကိုတစ်ခါပြင်မယ် dr under under ဆရာပြီအောက်ကအောက်ကဒီမြားရဲ့ကောင်းဖြစ်နေဆိုအဲ့ဒါတက်တက် delete လိုက်ပြီးတော့မှဒီတကူလုံးကိုဒီဘက်ကိုရွှေ့မယ်အဲ့တော့ရွှေ့မှဖြစ်တဲ့အတွက် m under select object ကဒီမြားလေးအကုန် under base point ကဒီထိပ်ကနေစကိုင်းလိုက်မယ် empire နဲ့ဘယ်လောက်လဲဆို3.3ကိုရွှေ့လိုက်မယ် under အဲဆိုရင်ဒီရောက်သွားပြီးတော့မှဒါလည်းဖြည့်ရမှာဖြစ်တဲ့အတွက် dr under under ဒါဆိုရင်တော့ဒီပုံလေးရသွားပါပြီเนาะ